အင်္ဂလိပ်စာကိုလေ့လာခြင်းပဲမဲ့ဘယ်ကနေစာမှန်းမသိဘူးဖြစ်နေတတ်လားအခြေခံ grammar rules တွေရတော့ရှုပ်ထွေးနေစေလား tense 12မျိုးဆိုတာနဲ့ရင်စိတ်သက်တည်ကြမိနေလားသင်ခန်းစာတွေကို1 2 3ဒီလိုမျိုးလေးတိချအစင်လိုက်လေ့လာခြင်းနေဆိုရင်တော့အခုပြောမယ့်သင်တန်းကသင်တွက်ပါပဲအခုအားလုံးတောင်းဆိုနေကြတဲ့သင်တန်းလာပါပြီ ကျမရဲ့ channel ကနေပထမအဆုံးစပြီးတော့ဖွင့်ပေးလိုက်တဲ့သင်တန်းလေးကတော့အင်္ဂလိပ်စာကိုအခုမှစပြီးတော့လေ့လာနေတဲ့ beginner style အတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့အခြေခံ English grammar သင်တန်းပဲဖြစ်ပါတယ်။ grammar ဆိုတာတကယ်တော့ရှုပ်မနေပါဘူး။သူ့မှာစည်းမျဉ်းတွေရှိပါတယ်။ဒါပေမဲ့စနစ်တကျမတင်ယူထားရင်တော့ရှုပ်ထွေးသွားတတ်ပါတယ်။ tense 12မျိုးဆိုတာလေဒီလိုပဲ tense 12မျိုးကို အခြေခံ English grammar rules တွေကနေစပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်ဆက်ဆက်ပြီးတော့သင်ယူသွားမယ်ဆိုလို့ရှိရင်အရန်လွယ်ကူပါတယ်ကျမတို့ရဲ့ဒီအခြေခံ English grammar သင်တန်းလေးမှာဆိုလို့ရှိရင်သင်ခန်းစာ32ခုနဲ့အပြည့်ဆုံးသင်ယူရမှာဖြစ်ပါတယ်။သင်တန်းရဲ့ပထမပိုင်းတွေမှာသင်ပေးမယ့်အခြေခံအုတ်မြစ်တွေဖြစ်တဲ့နာမ်၊နာမ်စာ၊အခြေခံကရိယာအသုံးပြုပုံ၊ဝါကျတည်ဆောက်ပုံ၊ပိုင်ဆိုင်မှုပြနာမဝိသေသန စတာတွေကိုတချို့တွေကတည်ပြီးသားလည်းဖြစ်နိုင်တယ်တချို့တွေကတေချာမတည်သေးတာလည်းဖြစ်နိုင်တယ်တည်ပြီးတဲ့သူတွေကတော့ revision အနေနဲ့ပြန်လည်ကြည့်ရှုလို့ရမယ်မတည်သေးတဲ့သူတွေကတော့တေချာတည်သွားမယ်ဒီဟာတွေဒီအပိုင်းတွေကိုလုံးဝခိုင်မာသွားပြီဆိုလို့ရှိရင် tense 12မျိုးကိုလေ့လာရတာပို့ပြီးတော့ regu သွားမှာဖြစ်ပါတယ်တင်တဲ့ရဲ့တဝက်ကနေစပြီးတော့ tense 12မျိုးကြောင့်ကိုတင်ကြပေးမယ် tense 12မျိုးအတိတ်ပစ္စုပန်အနာဂတ်ဒီ12မျိုးကြောင့် အင်္ဂလိပ်စာလေ့လာသူတိုင်းတစ်ခေါက်တစ်ခါတော့ခေါင်းတွေရှုပ်ထွေးစေဘူးမှာအမှန်ပဲဖြစ်ပါတယ်။ဒီထန့်စနမျိုးကိုလည်းတေချာအချိန်ယူပြီးတော့အပြည့်အစုံတင်ယူရမှာဖြစ်ပါတယ်။ဒီတနက်ရဲ့အားသာချက်တွေကတော့တစ်သက်လုံးပြန်ကြည့်လို့ရမယ်။ online ကနေကိုယ့်အချိန်နဲ့ကိုယ်ကြိုက်တဲ့အချိန်လေ့လာနိုင်မယ်။ Facebook group, Telegram group တွေကနေပြီးတော့ machine learning တွေကိုမေးမြန်းနိုင်မယ်ပြင်သင်ခန်းစာ30ခုနဲ့အပြည့်အစုံတင်ယူရမှာဖြစ်ပါတယ်။ ဒီလိုအကျိုးရှိရှိတင်ယူနိုင်ဖို့တင်နန်းကြီးကမြန်မာငွေကျပ်တထောင်ခွဲသာစတင်မှာဖြစ်ပါတယ်။ကျမရဲ့ညံပူဇော်ကလေးပေါ့နော်။ဒီတင်နန်းအကြောင်းကိုအသေးစိတ်သိရှိလိုရဆိုလို့ရှိရင် description ထဲမှာ Facebook page ရဲ့ link ကိုပေးထားပါတယ်။ Facebook page ကို message ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်။ပထမဆုံး comment မှာလည်း comment pin လုပ်ပေးထားမှာပဲ Facebook page link လေးကိုပေါ့နော်။ဒီ Facebook page ကနေပြီးတော့ message ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်။ ်တန်းအပ်လို့ရပါတယ်။သင်ရဲ့အင်္ဂလိပ်စာလေ့လာမှုခရီးမှာပို့ပြီးတော့အဆင်ပြေချောမွေ့သွားစေဖို့တစ်သက်လုံးပြန်လည်ကြည့်ရှုလို့ရနိုင်မယ်။ဒီတန်းလေးကိုအခုပဲစလိုက်ရအောင်နော်။အဲဆိုတော့အကုန်လုံးကိုကျေးဇူးတင်ပါတယ်။အင်္ဂလိပ်စာလေ့လာမယ်ကနေပြီးတော့နောက်ထပ်ထပ်တင်မဲ့ YouTube video သင်ခန်းစာတွေကိုလည်းမမှန်ကြည့်သွားတော့လက်မလွတ်စေနဲ့။အားဆိုလို့ရှိရင်အကုန်လုံးပဲတက်တာဒီနေ့ကတော့သင်တန်းလာကြော်ညာတဲ့ video လေးဖြစ်ပါတယ်။အကုန်လုံးပဲ Facebook မှာလာပြီးတော့မေးမြန်းလို့ရပါတယ်။အကုန်လုံးတက်တာနော်။